ော့မိုက်တဲ့ပက်ကေ့ကိုဝယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်3ရက်တခါဒါမှမဟုတ်လေ1ရက်တခါဝယ်ပြီးသုံးမှပို့ပြီးတန်လိမ့်မယ်ပေါ့နော်1 day သုံးမဲ့ဆိုရင်1 day ဝယ်2 day သုံးမဲ့ဆိုတော့2 day ဝယ်ဒီနေ့ပြီတော့မှမိုက်တဲကိုဘယ်လိုတက်တက်တတာဝယ်လို့ရလဲဘယ်လိုပလန်နေရှိလဲဆိုတော့ပြောပြပေးသွားပါမယ်ဒီလိုဗီဒီယိုလေးကြီးကျင်နေဆိုရင် follow အခုချိန်ထိမလုတ်ပေးတဲ့သူတွေအများကြီးရှိပါသေးတယ် follow လေးတစ်ချက်လုတ်သွားပေးပါဒီပလန်မိုက်တဲပလန်ဝယ်ထားတဲ့လူဆိုရင်တော့မိုက်တဲကို666 10ရှက်ပြီးရင်အမမိုက်တဲနဲ့ခေါ်လိုက်ပါနော် ခေါ်လဲလို့ရှင်ဒါ mind plan အသီးတန်နော် plan ကြီးတဲ့ဆိုရင်ဒီလိုကုန်တယ်မခေါ်လိုက်ရင် mind plan အဲ့လိုကြာလာလိမ့်မယ်နော်သူကနံပါတ်1မှာဆိုရင်3000 plan ရှိတယ်ရက်30ကို34ကမတန်းတော့ပါဘူးအရင်တော့က3000ဆိုရင်ကစ်60လား80လားမသိရတယ်ဗောနော်အခုဆိုရင်2000ကိုအခုဆိုရင်3000ဆိုရင်34ကပဲရတာဗောနော်34ကနဲ့မိနစ်4200ဗောနော်သူကဖုန်းပြောမိနစ်တော့အများကြီးပတ်လာတယ်အရင်တော့ဖုန်းပြောမိနစ်တထောင်ပဲပါတယ်ဗောနော် ဖုံးပြောမိနစ်တထောင်ပါတယ်အခုတော့ဖုံးပြောမိနစ်တိုးလာပြီးတော့မှသူကမဂါပိုက်နင်းသွားတယ်ပေါ့နော်ဂစ်နင်းသွားတယ်ပေါ့နော်အခုတော့3334ဂစ်သူကတကစ်ကိုတထောင်နီးပါးပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်နည်းနည်းမတန်တော့ဘူးပေါ့နော်ပြောမယ်ဆိုရင်တော့အခုပလန်ဒုတိယပလန်ဆို2000ခွဲနဲ့ဂစ်30ပေါ့နော်2000ခွဲနဲ့ဂစ်30ဆိုရင်ကျွန်တော်တို့ကဒီတကစ်ကိုတထောင်လုံးအဲ့ဒီပုံစံမျိုးပဲသူကဖုံးပြောမိနစ်တွေညားသွားတယ်ဟို3000ခွဲဆိုရင်ရ30 16ဂစ်ပဲရတော့မယ် အဲ့လိုမျိုးပလန်တွေကဖြစ်သွားတယ်ဆိုတော့မတန်းတော့ဘူးပေါ့နော်အဲအကြောင်းမို့ကျွန်တော်ဒီတရက်စာဝဲဒါမှမဟုတ်လဲသုံးရက်စာဝဲအဲ့ဒါကြီးမှနည်းနည်းတန်းတော့မယ်ပေါ့နော်အဲ့တော့ဝဲကျင်တယ်ဆိုရင်တော့ဒီမှာကျွန်တော်တို့ဒီကလုတ်မှာကျွန်တော်1နဲ့1ဝယ်မယ်ဆိုရင်1လေးနှိပ်ပြီးတော့မှကျွန်တော်ဒီ sum ဆိုတဲ့ကလုတ်လေးတစ်ချက်နှိပ်လိုက်လို့ရှိရင်ဝဲပြီးသားပလန်ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဒါပလန်ဘိုင်တဲ့ပလန်အတွက်ပြောပြတာအဲ့တော့ကျွန်တော်တို့ကတခြားပလန်တွေဝယ်မယ်တခြားပလန်တွေတည်ကျင်တယ်ဆိုရင်တော့ဒီမှာ my id my id software ကိုဒေါင်းမရမယ်အဲ့ဒါကြောင့်မို့ my id လို့တစ်ချက်ဖွင့်မယ် ဟောပြန်သွားမယ်နော်အဲ့တော့သူကပရမောင်းဆုံးအနေနဲ့ MyID software ဖွင့်နေဆိုတော့အကုန်တော်တော်များများတိမှာပါအဲ့တော့ဒီတိုင်းဒီတိုင်းပဲပေါ့ဟောဟုံးဟုံးဒီလိုပေါ်လာလိမ့်မယ်နော်ပေါ်လာလိမ့်မယ်တကယ်လို့ဒီလိုမပေါ်ဘူးဆိုရင်ဘာဖြစ်လို့လဲဆိုတော့ Google Play Store မှာသွားပြီးတော့မှ update လုပ်လိုက် update လုပ်ရင်တော့ဒီလိုပေါ်လိမ့်မယ် update မဖြစ်ဘူးဆိုရင်တော့ဒီလိုမပေါ်မှာမဟုတ်ဘူးနော်အဲ့တော့ကိုကကို application ကို update ဖြစ်လာ MyID update မဖြစ်ဘူးဆိုရင် update သွားတင်လိုက်ပါနော်အဲ့တော့ဒီလိုပေါ်လိမ့်မယ်ပေါ်လာရရှင်ကျွန်တော်တို့ဒီမှာဒီ backup လုပ်ပါနော် cloud ကိုနှိပ်မယ်နှိပ်ပြီးတော့လို့ရှင်အဲ့မှာ ကျွန်တော်တို့မှာ package ဆိုတာဒီတစ်ချက်နှိမ့်မယ်ဒါမှမဟုတ်လည်း package ဆိုတာမနှိမ့်ခြင်းကိုလည်းအပေါ်ဆွဲတင်လိုက်လို့ရှိရင်ဒီမှာ check for you pick ကိုယူတော့ပေါ်လာလိမ့်မယ်နော်အဲ့ဒါလေးမှာအဲ့မှာ plan လေးအကြောင်းလည်းသိတယ်ဒီလိုဆွဲကြည့်လို့လည်းရရပါတော့ဒါမှကျွန်တော်တို့အကုန်လုံးကြည့်ကျင်တယ်ဆိုရင်တော့ all နှိမ့်လိုက်ပါ on တပြီးတော့မှာ check for you ဆိုပြီးတော့ပေါ်လာလိမ့်မယ်အဲ့မှာကျွန်တော်တို့ promotion ပေးထားတယ်ကျွန်တော်တို့အတွက်ဝယ်လို့ရတဲ့ကျွန်တော်တို့ဒီဖုန်းနံပါတ်ဝယ်လို့ရ plan လေးကိုပေါ်လာလိမ့်မယ်အဲ့မှာကျွန်တော်ပြောချင်တာကအဲ့မှာ today ရှေ့ရအောင်900မှာကပိုင်အဲ့ဒါလေးပေါ့နော်တကယ်လို့ तू ကအဲ့လိုမျိုးမဝယ်ခြင်းဆိုလဲကျွန်တော်တို့ YouTube တွေ TikTok တွေ Telegram တွေအဲ့လိုမျိုး package ရှိရပါတော့ YouTube ဆိုလည်း YouTube package ရှိရ Telegram ဆို Telegram package ရှိတယ်ဥပမာဒီမှာ200ကျပ်နဲ့ Telegram 1 day ဆိုပြီးတော့ရေးထားတယ်အဲ့လိုမျိုးဒီလို plan လေးတွေဝယ်သုံးလိုက်ရင်တော့ပို့ပြီးတော့တက်မယ်လို့ကျွန်တော်ထင်တယ်ဘာလို့ဆိုတော့ဟိုမှာ plan ကက်ကြီးဝယ်ပြီးတော့မှအကုန်သုံးလို့ရပါမယ်ဈေးနှုန်းအနေနဲ့အကြဆိုအရန်မတန်ဘူးပေါ့နော်မတန်မစဈေးဖြစ်နေတယ်ပေါ့နော်အခုဆိုဒီမှာဆိုရင်ကြည့်လိုက်ဒီမှာ S91 plan ဆိုရင်ဒီမှာ 1K ဆိုရင် point 150ရမယ်3ရက်ပေါ့နော်3ရက်စာ ့ 1k ကို1000နီးပါးပေါ့နော်1000နီးပါးရှိမယ်အဲ့လိုမျိုးပေါ့ plan နေပေါ့နော်ဒီ plan နေကျွန်တော်မပြောလဲဒါဒီ plan နေကြောင်းသိမှတင်ပါတယ်အဲ့တော့မသိဘူးဆိုလဲကျွန်တော်တို့ဒီမှာ DB ရေးကြည့်ပြီးတော့ပဲ my ID ကနေပြီးချက်သွားဝင်လိုက်နော်အဲ့တော့ဒီမှာ तू က package တွေကတော့ဒီမှာဟိုသူ့ရဲ့ဒီအမျိုးအစားလက်ရှိတယ် Telegram သုံးမဲ့ဆို Telegram တိတ plan ဝင်လဲပေါ့နော်အဲ့ဒါတွေရှိတယ်ပေါ့နော်အခုဒီမှာဆိုလဲဒီမှာ plan ကတ်မဟုတ်ရင်တော့မှဒီဒီမှာဒီမှာ my id မှာဒီလိုဝယ်လို့ရတယ်ပေါ့နော်ဒီမှာ 15k ကိုပေါ့နော် 15k ကိုရက်30အဲ့ဒါကို13,500 14,000နေပါဖြစ်မယ် ီမှာဒါမှမဟုတ်လေကျွန်တော် Telegram တို့အမှ Telegram တိတက် package ရှိရယ်ပေါ့နော် Telegram တိတက် package ကဒီမှာ 1.5GB ကို3ရက်စာသုံးလို့ရမယ်အဲ့ဒါအောင်မှကျွန်တော်တို့က1000ပဲကြာမယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုး plan my data ကအဲ့လိုမျိုးပေါ့နော်တိတက် plan လေးဝယ်ဝယ်ပြီးတော့ပဲဒီတက်တက်တာသုံးလို့ရတယ်တခြားအဲ့လိုမျိုးပေါ့နော်ဒီ1000 package တွေဝယ်ပြီးတော့မှဒီအကုန်သုံးလို့ရတဲ့ package ဆိုတော့တော့မတန်ဘူးပေါ့နော်အဲ့ဒါကြောင့်အခုဒီမှာကြည့် YouTube ဆိုလဲ YouTube ပေါ့နော်3ရက်စာ 3ရက်စာ YouTube ဒါ1000ကို 155K ပေါ့เนาะ 155GB ပါမယ်အဲ့ဒါလိုလဲ YouTube ဆိုလဲ YouTube TikTok ဆိုလဲ TikTok Telegram ဆိုလဲ Telegram အဲ့လိုမျိုးပေါ့ပလန်လိုင်းအဲ့လိုပလန်လိုင်းတွေဝယ်ပြီးတာသုံးရတာပို့အဆင်ပြေလိမ့်မယ်ဒါမှမဟုတ်လဲဥပမာ15ရက်စာ9000 9000ကြက်ကြမယ် 8K ပေါ့เนาะ15ရက်အတွင်းမှာသူ 8K ကိုကုန်အောင်တော့မယ်ဒါမှမဟုတ်ဒီလိုပလန်လေးဝယ်တာနေတိုင်းပေါ့เนาะနေတိုင်းဝယ်ပြီးသုံးတာတန်မယ်လို့ကျွန်တော်ထင်ပါတယ်ဘာလို့ဆိုတော့အခုကျွန်တော်တို့နေတိုင်းအင်တာနက်မသုံးမနဲ့ နေမရှိဘူးနေတိုင်းဆိုရှယ်မီဒီယာမပို့တဲ့နေမရှိဘူးလူတိုင်းလူတိုင်းပေါ့နော်အဲ့ကြောင့်ကျွန်တော် daily plan တွေဝင်လဲဝင်မဝင်ဘူးဆိုလဲကျွန်တော်၃ရက်စာ plan လေးတွေဝင်တာတက်ပါတယ်တော့၃ရက်စာ plan ကကျွန်တော်တို့ဒီကိုသုံးမဲ့ကိုကဘာအများဆုံးသုံးလဲတက်တော့ဆိုလဲတက်တော့အများဆုံးသုံးတယ်ဆိုလဲတက်တော့ plan ဝင်လိုက်ဟိုမှာ 155k ကိုကျွန်တော်၃ရက်စာရမယ်ပေါ့နော်အဲ့တော့တက်တော့ only ပဲရမယ်အဲ့တော့ဒါတက်တော့ only youtube ဆိုလဲ youtube plan only အဲ့လိုမျိုး plan only တွေဝယ်ပြီးတော့ပဲကျွန်တော်သုံးမဲ့ဆိုရင် my day ကတန်တယ်ဒါပေမဲ့တခြားပုံစံမျိုးနဲ့ဆိုရင်တော့မတန်ဘူးအဲ့ပြောချင်ပါတယ် ပါမယ်เนาะအခုအဲ့မှာ jet for you movement ကျွန်တော် data တွေကိုသွားမယ် data ကို share သွားမယ် data ထဲမှာ bar plan တွေရှိမယ်တစ်ချက်ကြည့်မယ်เนาะအခုဆိုဒီမှာဆို data ထဲမှာဆိုတော့နည်းနည်းမတန်တဲ့ plan တွေပဲတော်တော်များမယ်ပေါ့เนาะဒီမှာသူက SMS day သူက269ကို30ရက်နေပေါ့เนาะ30ရက်တုံးလို့ရမယ်အဲ့ဒါအဲ့ဒါအဲ့ဒါပဲရှိမယ်ဒီမှာ 4GB ကို3500 JPY အဲ့ဒါရေးရှိမယ်ပြီးရောလို့ရှိရင်ဒီမှာ 23GB ကိုကျွန်တော်တို့က2000 2000ကျွဲတယ်30ရက်ပေါ့เนาะအဲ့ plan တွေရှိမယ်ပေါ့เนาะအဲ့ဒါတွေကလုံးဝမတန်ဘူးမတုံးပါနဲ့ ော်တရက်စာပလန်နေပဲဝယ်ပြီးကျွန်တော်ပြောတဲ့အတိုင်းပဲတရက်စာပလန်ဝယ်ပြီးတုံးတာပို့တန်လိမ့်မယ်အဲ့ဒါပို့အဆင်ပြေပါတယ်အသုံးများတဲ့ပလန်ဝယ်ပြီးတော့မှအသုံးများတဲ့ social media ပလန်ဝယ်ဝယ်ပြီးတော့မှတုံးအဲ့ဒါပို့တန်ပါမယ် okay အဲ့တော့တော့နည်းနည်းအဆင်ပြေပြီထင်တယ်နော်ဒါကတော့လူတန်းတိတဲ့ပလန်ဖြစ်နေဖြစ်မှာမသိဘူးဆိုလည်းအခုဒီဗီဒီယိုလေးကြည့်ပြီးတော့ပဲကျွန်တော်တို့ဒီတုံးရက်စာပလန်ဝယ်ပြီးတော့ပဲတုံးနေချင်ပါတယ်အကျေးဇူးများကြီးတင်ပါတယ်ဒီနေ့ဗီဒီယိုတော့လောက်ပါပဲကဲနောက်ထပ်နောက်ထပ်ဗီဒီယိုအသစ်သစ်တွေဒီလိုဗီဒီယိုလေးကိုကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ TikTok ကို follow လေးတစ်ချက်လုပ်သွားပေးပါ ်အခုကြည့်နေတဲ့သူရောမိုက်တဲပလန်ကိုဘယ်လိုတွေတုံးနေလဲတုံးရတာတန်လားတုံးရတဲ့အတွေ့အကြုံလေးတို့တစ်ချက်အောက်မှာ comment မှာပြီးဖြေသွားပေးပါတန်လားမတန်ဘူးလားဆိုတာပေါ့နော်ကျေးဇူးများတင်ပါတယ်ဒီနေ့ video ကဒီလောက်ပါပဲ